မော်ပြည်နယ်ရေမြို့နယ်မော့ကနင်ကျေးရွာကရွာခါမျိုးသားတဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ဆိုပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မော့ကနင်ရွာခံတဦးဖြစ်တဲ့တက်60ဝန်းကျင်ကိုဖို့ထုတ်ဆိုသူဟာဂျွန်လ16ရက်နေ့ညနေပိုင်းချိန်ကမော့ကနင်ခြေဆိုင်ခလရ106တိုင်းရင်မှနေအိမ်တွင်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။အဲဟုတ်တယ်ဟုတ်တယ်အာကျွန်တော်လက်ကြားရတယ်ဟုတ်တယ်သူကအရင်က WPDF မှာသူကဟိုဟာ WPDF ဖွဲ့ဝင်ဖြစ်တယ်ပေါ့နော် ဆိုတော့တနည်းတနည်းကြော်ပါပြီသူကကျွန်တော်တို့ဝိုင်းပြီးတက်ကိုထွက်သွားတာပေါ့နော်ဟုတ်ကဲ့သူကတရား6ခါခလာရတရား6ကဖမ်းသွားတယ်မင်းညာကဖမ်းသွားတယ်တရင်ကြရတယ်အော်တရင်ကြရတယ် ဟိုကျွန်တော်သင်တာဒီတရားချောင်းမရှိသေးဘူးပေါ့နော်အော်ဖိုတိုက30ကျော်40ဝန်းကျင်မရှိသေးဘူးနော်သူကလူလက်ပိုင်းလေးပြောလို့ရတယ်ဟုတ်တယ်လက်ရှိမှာတော့ကိုဖို့တောက်ဟာခလာရ106တိုင်းရင်းမှာပဲဆက်လက်ထိန်းထိန်းထားဆဲဖြစ်ပြီးဘသူနဲ့မှဆက်သွယ်ပြေးမလုပ်ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလည်းမော့ကနင်ကျေးရွာကဥဆိုးဆိုသူကိုတော်လှန်ရေးဖွဲ့တွေနဲ့ပတ်သက်တဲ့ဆွဆွဲချက်ကြောင့် ဦးစိုးအပါဝင်မိသားစုဝင်၃ဦးတို့ကိုမော့ကနင်ခြေဆိုင်ခလာရ၁၆တပ်ရင်းကလာရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းရှိထားပါတယ်။မော်ဘီနယ်ရေမြုံနယ်မှာတော်လှန်ရေးအကောင့်တဲ့နေမြေဖြစ်တဲ့အတွက်ဌာနဆိုင်ရာရုံးသွင်းတဲ့စစ်ကောင်စီလက်အောက်ခံဖွဲ့တွေကမကြာခဏဆိုသလိုတိုက်ခိုက်ခံရတာကြောင့်2023ခုနှစ်ဖေဖော်ဝါရီလကတည်းကစစ်အောက်ချုပ်ရေးမာရှယ်လော့အာဏာကိုစစ်ကောင်စီကစတင်ကြီးတောင်းနေတာဖြစ်ပါတယ်ခင်ဗျာ။